ကရင်ပြည်နယ်တွေကဒီမော့ဆိုနယ်ဖရူဆိုမြို့နယ်မှာစစ်ကောင်စီတပ်ကအင်အားတထောင်ခန့်နဲ့ထိုးစစ်ဆင်နေတယ်လို့ကရင်ပြည်အမျိုးသားများကကော်ရီးတက် KNDF တာဝန်ရှိသူက People Spring ကိုပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်စ်ကစလို့ဒီမော့ဆိုမြို့နယ်အတွင်းခြေကုပ်ယူပြီးတဲ့နောက်ဖရူဆိုမြို့ခြေဆိုင်စစ်တပ်စခန်းတွေအထိစစ်ကောင်စီတပ်ကစစ်ကြောင်းဖြန့်တာနဲ့ရေခါရင်တန်းတွေပေးပို့နေတာဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့ထိုးစစ်နဲ့ပတ်သက်ပြီးဒီမော့ဆိုကနေဖရူဆိုအထိအင်အားတထောင်လောက်ရှိတယ်လို့ KNDF တာဝန်ရှိသူကပြောတာပါ ကရင်ပြည်နယ်တွင်လက်ရှိစစ်ရေးအခြေအနေအရဒီမော့ဆိုမျိုးနယ်ဒေါငန်ခါကျေးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ KNDF ကအသိပေးပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်တိုးဝင်လာတဲ့ဒီမော့ဆိုဖရူဆိုဘော်လခဲလမ်းမကြီးတစ်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့ဒေါငန်ခါရွာနယ်အနီးကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်တာ drone နဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေတယ်လို့သိရတာပါ။ဒီမော့ဆိုဖရူဆိုမြို့နယ်ကစစ်ကြောင်းနဲ့စစ်ကောင်စီရင်နှက်တွေဟာ ခရူဆိုခြေဆိုင်အမှတ်14တန်းမြင့်စစ်လေးချိန်ရဲ့အကြောင်းရောက်ရှိနေပြီးအဲ့ဒီကတဆင်ဘောလခဲမြို့နယ်ကိုဦးတည်စစ်ကြောင်းထိုးဖို့ပြင်နေပါတယ် KNDF စစ်ရေးချုပ်ခူရီတူကလည်းလက်ရှိအခြေအနေထက်ရှေ့လာမယ့်အခြေအနေကပိုမိုခက်ခဲလိမ့်မယ်လို့သူရဲ့လူမှုကွန်ရက်ကနေအသိပေးထားတာပါကျွန်တော်တို့ရဲ့အောင်မြင်မှုကအခက်အခဲစိန်ခေါ်မှုနဲ့ဆင်းရဲဒုက္ခတွေကိုဘလောက်ထိတောင့်ခံနိုင်မလဲဆိုတာနဲ့တိုက်ရိုက်အချိုးကျပါတယ်စိတ်တက်ကြဖို့မဟုတ်ပါကြိုတင်ပြင်စရာတွေပြင်ထားပြီးအရင်ထက်ပိုတန်မာတဲ့သူတွေဖြစ်နေတဲ့ နောက်တစ်ဖန်ပြန်လာနိုင်ဖို့ပါဆက်ပြီးအတူတူရုံးကြတာပေါ့လို့ KNDF စည်ရေးချုပ်ခူရီတူကပြောထားပါတယ်။လက်ရှိစစ်ကြောင်းထိုးရနေရာတွေနဲ့နှိဆက်တဲ့ကျေးရွာတွေကပြည်သူတွေလုံခြုံရေးသတိရှိကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ကိုလိုက်နာဖို့ KNDF ကတိုက်တွန်းထားပါတယ်။မိုးပြင်းနဲ့ဖေခုံမြို့နယ်တွေမှာလည်းစစ်ကောင်စီတပ်ကစည်ရေးလှုပ်ရှားနေပါတယ်။ကရင်နီပြည်နယ်မဲဆက်ဖားဆောင်နဲ့ရှားတော်မြို့နယ်ကလွဲလို့ကြံမြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးစစ်ကောင်စီကကြေညာထားတာပါ။ ဒါပေမဲ့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်ကြောင်းနဲ့ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းကရင်ပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်ရှင်။